ယခုတစ်ခါကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာဟန်ဆိုင်စီမံရေးသားသောအမုန်းတရားရဲ့အကျဉ်းသားဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ခင်ဗျာအမုန်းတရားရဲ့အကျဉ်းသားဖုဒါဖုဒါဟေးဖုဒါအဖေစကားသံကအိမ်မက်လူလူအပြင်းမာလူလူနဲ့တဖြည်းဖြည်းပြင်းပြင်းထင်ရှားလာသည်ဖုဒါဖုဒါထောက်ဖုဒါ ဟေးဖိုးသားဗျာဖေးဘာဖြစ်လို့လဲအဲ့ရမမထချင်ထချင်လူလဲထပြီးအဖေကို မေးရသည်ဘေးရင်ကဒေါခင်မေနေမကောင်းလို့တဲ့မဝေကတားကိုလာပစ်နေတယ်ဒေါခင်မေဆိုသည်နာမည်ကြားလိုက်သည်နှင့်အဲ့ချင်မူတူဖြစ်နေသော ကျွန်တော်စိတ်တွေကကြက်ပြောက်ငှက်ပြောက်ပျောက်ွယ်ကုန်၏နှလုံးသွေးတွေစူပွက်လာကရင်းတွေတဒိတ်ဒိတ်ခုန်လာသည်ဒီနေ့ကိုရောက်ဖို့စောင့်စားခဲ့ရသည်မှာတစ်နှစ်ခွဲကြော်ပြီးရော့မည် အတိတ်ကဖြစ်ရကိုတွေးမိတိုင်းကျွန်တော်ရှင်ထဲမှာအမုံတရားတွေသာစတဲ့တဘိုးတိုးပွားလာ၏ရွာဘေးပတ်လည်တွင်ကျွန်တော်စီကံတခန်းထဲသာရှိပြီးမြို့နယ်နဲ့ဝေးကွာခြင်းကကျွန်တော်ဆန္ဒပြေဝဖို့အခွင့်အရေးရရှိခဲ့ပြီလိုက်ကြည့်ပေးလိုက်ပါတားရဲ့ကုသိုလ်ရပါတယ်အဖေတို့ဗုဒ္ဓဘာသာဝင်တွေကကံကံဤအကျိုးကိုယုံကြည်ရမယ်ပြုသူအစ်စ်ဖြစ်သူအဟောင်းနဲ့အကျိုးရှိလို့အကြောင်းဖြစ်တာပါ တရားသမားလူအေးကြီးဖြစ်သောအဖေစကားတွေအောက်မှာသဘောပေါက်နားလည်ဟန်ဖြင့်ခေါင်းညင်ရသည်။နာယီကိုကြည့်မိတော့နနက်၃နာရီခွဲအတိမကြမီရွာဦးဘုံကြီးเจ้าမှ၄နာရီတုံးခေါက်တန်ကြားရတော့မည်။အချိန်ကိုကြည့်ရင်ဘယ်စည်းကအကောင်းဆုံးဖြစ်မလဲစဉ်းစားနေတော့ကျွန်တော်အတွေးတွေကြားမှာအဖေစကားတွေကကြားတစ်ချက်မကြားတစ်ချက်စေးတစ်မျိုးကိုမျက်လုံးထဲမြင်အောင်ပြီးမချစ်ပြုံးပြုံးလိုက်မိသည်။ အနီဝေးဖွားမိခင်ကဘာဖြစ်လို့လဲစေးရီတဲ့စေးတွေစေးရင်ကကျွန်တော်ကိုလာပင်းတော့အန်ဒီဝေကိုမေးရသည်အမေကည7:00နာရီလောက်ကတည်းကဝမ်းနေသွားနေတာအခုထိမရက်ဘူးအန်ဒီတို့အိမ်ကိုလိုက်ကြည့်ပေးပါအောင်ကွယ်အန်ဒီဝေမျက်ဝန်းများက တောင်းမှန်အတနာခံနေတယ်လို့လို့အန်သေးလားဘာတွေစားလို့လဲအန်နေဆရာညစာကိုအလှူအိမ်ကပေးတဲ့ပေးဟင်းနဲ့စားထားတာအခုရောတတိကောင်းကောင်းရရဲ့လား တတိကလည်းရတချက်မရတချက်ဖြစ်နေတာအန်ဒီဝေတောင်းမှန်ပါတယ်အမေကိုကေပေါင်းကွယ်အန်ဒီဝေကမျက်ရည်ကျလာပြီးအတန်တွေတုံရင်လာသည်ဟုတ်ကဲ့ခဏဆောင်နော်ဝမ်းရှောလွန်ပြီးရေဓာတ်တွေဆုံးချုံသွားလို့နေမှာပါဆလိုင်းပလင်းချိတ်လိုက်ရင်တက်တာလာမှာပါတိတ်ပြီးစိတ်မပူပါနဲ့ကျွန်တော်မျက်နှာနဲ့ပြောစကားများတွင်ပြားတကားများလူးနေတော့လဲမမြင်ခွေရာကစိတ်မျက်နှာကိုအာဃာတအစိတ်ရည်တွေလိမ့်ကြံရင်အတန်တိတ်စကားတွေဆိုနေမိသည် ဩအခုတော့ခမကြီးကကြောက်ပြူသမျှနုရတော့မှာပါလားအလှဲ့ကြမနှွဲ့ကြစတန်းပေါ်ဗျာစိတ်ချရရဲ့ဆက်ဆက်တက်ချင်ပေမဲ့လူတွေတန်တရားမဝင်အောင်ခမကိုဖြည်းဖြည်းငိမ့်ငိမ့်လေးအသက်ထွက်စေဖို့ကူညီပေးမှာပါကြောက်ကိုယ်တိုင်တက်ရမှာကျေနပ်မှာမို့ကြောက်မလာခင်မသေးနဲ့ဦးဖြစ်နိုင်ရင်ဘဝဆက်တိုင်းလိုက်ပြီးတက်ချင်မန္တလေးစေးတက္ကသိုလ်နောက်ဆုံးနဲ့အောင်မြင်ပြီးအလုတ်တင်ဆရာဝန်မစင်းရသေးမီ ျွန်တော်ဤအိမ်ရှိရာ ကြောက်စင်မြို့နယ်အင်းအောင်ရွာသို့ပြန်လာခဲ့သည်မိဘအိမ်နှင့်ခွဲကမန္တလေးမြို့၌အဆောင်နေပြီးကြောင်းတက်နေရသောကျွန်ုပ်အဖို့ဆိုင်ငယ်စီရင်အိမ်ပြန်ရောက်တော့မှဘာလားဟူသောအတွေးကစိတ်ကို ချမ်းမြေလာစေသည်နောက်ဆုံးနှင့်အောင်မီဟုအဖေနှင့်အမေသာကြားလျင်ဝမ်းသာလွန်၍ထခုံနေမှသိကြသည်တဦးတည်းသောသားကျွန်တော်အတွက် အဖေကို အကိုလိုတစ်မျိုးအဖေလိုတစ်သွဲလေးစားတန်ဖိုးထားရသလို အမေကိုအမိလို တွေ့တာပြီးအမလိုလည်းချစ်ခင်ရသည် အစကတည်းကဒီပြဿနာတွေတက်မယ်ထင်လို့ဝိုင်းနှဝိုင်းကြားကြံပင်တွေစိုက်ခဲ့တာပေါ့အေးအင်းဝင်လမ်းကြားတွင်ဘေးအိမ်မှာအဖွားခင်မေကြီးအတန်နှင့်အတူ အမေကြီးဒေါသထွက်နေသောအတန်ကိုပါကြားရသည်မတရားမလုပ်ပါနဲ့အတော်ရဲ့အတော်ကြံပင်တွေစိုက်တော့ကဝိုင်းနှဝိုင်းအလေတက်တယ်လीအခုခြံကတော့ကြံပင်တွေက၃နှစ်အတွင်းကျမတို့ဝိုင်းနေ၃000လောက်ကိုရောက်လာတာ ကျမတို့အမှတ်သားဖြစ်တဲ့ဝိုင်းအလေကအမှတ်တိုင်တက်တယ်မှာပဲခြံခတ်ပါကျွန်တော်ဆိုင်ငယ်ကိုအိမ်နဲ့အမြန်မောင်းဝင်မိသည်အမေဘာဖြစ်လို့လဲအေးတာအကြောင်းမကြောင်းပဲပြန်လာတယ်ဘာမှမဖြစ်ပါဘူးအမေတာဆောင်ဝဲအောင်မီအလုတ်တင်ဆရာဝန်ဖြစ်တော့မယ်အမေမျက်ဝန်းတွင်ပျော်ရွှင်ခြင်းများဖြတ်ပြေးသွား၏ဟဲဒါမှငတ်တာကွာတားကြိုက်တဲ့ဟင်းတို့ချက်ထားရအောင်ကြိုပြီးဖုံးစတာမဟုတ်ဘူး ကိုမခင်ရင်ဒီမှာတော်သားဆောင်ပွဲအောင်လာပြီအမေကနွားစာဆင်းနေတော့အဖေကိုအော်ပြောပြီးဆိုင်ကယ်ပေါ်မှအထုပ်တွေကိုလှမ်းယူသည်ကျွန်တော်အမေကိုဖတ်ပြီးအိမ်ထဲဝင်ရန်ခြေလှမ်းလိုက်ဟဲ့မိဝင်နေဦးညီးသားလာတာနဲ့အတော်ပဲပတ်စံပါလာမှာပေါ့ငါစီကယူသွားတဲ့အကျွေးအခုချက်ချင်းလိုချင်တယ်စေးချောင်းတရင်ဆယ်ရန်ဂိုက်လုံနေတော့ကျွန်တော်အချောင်းကိုအမေကပြောပြထားဟန်တူသည် အမေမျက်နှာတွင်ခံမြင်းသည့်စိတ်အာနာသည့်စိတ်များဖြတ်ပြေးသွားသည်ထင်အမေလက်တွေကတဆက်ဆက်တုန်လာပြီးမျက်နှာကမြည်မြန်းလာ၏အမေအသက်ရှူသံတရှူးရှူးကိုပင်ကျွန်တော်ကြားနေရသည်ဒေါခင်မေရှင်လူကြီးစကားပြောစဘာပေါ်ရင်ဆက်မဲလို့ပြောထားပြီးသားလေဝိုင်းကိစ္စညက်ပတ်မရလို့ကြုတ်သားရှိမှအဆက်ခွဲတာလားဟဲ့စာချုပ်နဲ့ချေးထားတာမဟုတ်ဘူးအခုလိုချင်တယ်ရှင်ကလူကြီးပြပြီးတော်တော်ရုပ်မာတာပဲ တောက်ပဆံကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ဒီနေ့ပြန်ပေးမယ်အသက်ကြီးတော့ရုံမာတဲ့အဖွားကြီးအမေကအာကောင်ချစ်អော်ပြီးနှထင်ကိုလက်နဲ့ဖိကန်နေသည်အမေဘာဖြစ်လို့လဲခေါင်းနဲ့မိုက်ခနဲ့ဖြစ်ပြီးမူးလိုက်တာတားရဲ့လဲကြမလို့ဖြစ်သွားတော့အမေကိုဖေးမပေးရင်အိမ်ထဲဝင်ခဲ့သည် အဖေကနွားစာဆင်းနေရမှအ мян ပြေးလာသည်အမေကိုအိပ်ရာပေါ်လှဲအိပ်စီပြီးသွေးပောင်ချိန်အ мян တိုင်းရသည်အပေါ်သွေး240 ောက်သွေး120သွေးပေါင်ကအစမတန်ထိုးတက်နေသည်အမေကတခုခုပြောဖို့ကြိုးစားနေတော့လဲဝူဝါဝါအတန်များသာထွက်ပေါ်လာ၏အမေကတအင်းအင်းနဲ့လေးစင်တွေတက်လာပြီးထိုးအံကသတိလစ်သွားသည်အဖေအမေတော့နေချာသွေးကြစီမြန်မြန်ပေးစေးရောအမြန်တင်မရမယ်ဥလင်းထော်လာကြီးမြန်မြန်သွားငါတော့ကျွန်တော်အရင်ထဲတွင်မီလုံးကြီးကအထက်အောက်စုံစမ်းနေပြီးတစ်ဆွတ်ဆွနဲ့ခံရခက်လာသည် အသက်ကိုခက်ခက်ခဲခဲရှူကဖားဖို့ကြီးလို့နိမ့်လိုက်မြင့်လိုက်ဖြစ်နေသောအမေရင်မတ်တစုံကတဖြည်းဖြည်းငြိမ်သက်သွားသည်အမေနှလုံးခုန်တန်ကတစထက်တစတိုးလျသွား၏အမေနှကောင်းဝါမှသွေးအနှဲငယ်စီးကြလာသည်ပြာနှမ်းလာသောအမေနှကန်းကိုကုန်းမှုလိုက်အမေကိုအော်ခေါ်လိုက်လုံနေမိသည်အမေ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  အမေထမှညီးတန်လေးပင်တုံ့ပြန်မှုမရတော့အမေတငယ်အိမ်ကပြူးကျယ်နေပြီအမေယဉ်ညွတ်မော်လက်ဖနောင့်တင်ကအရေးပေါ်အသက်ကယ်ဆယ်နည်းအတိုင်းဖိလိုက်ကြွလိုက်လုံရင်စကားတွေတရဆက်ပြောနေမိသည်တားဆရာဝင်ဖြစ်ပြီအမေမတင်ရဘူးနော်အမေနှလုံးရောဂါနဲ့သွေးတိုးရောဂါကိုတားကိုယ်တိုင်ကုပေးပါတားကိုချစ်ရင်သတိပြန်ရပါဗျာအခုထဗျာအမေအမေအိမ်ထဲထိမောင်းဝင်လာတော့ထော်လာကြီးပေါ်မှာ အဖေကအမြန်ဆင်းလာပြီးအိမ်ထဲပြေးဝင်လာသည် အမေကိုပွေ့ချီနေသောအဖေကို ကျွန်တော်ခေါင်းခါပြရင်အဖေအမေမှာအသက်မရှိတော့ဘူးတားတော့ဘယ်လိုလုပ်ကြမလဲအဖေတားတော့ဘယ်လိုလုပ်ကြမလဲအဖေမျက်ဝန်းတွင်မှိုက်ညို့ပြီးခဏတာမှင်သက်သွားသည်အဖေတားတော့ဘယ်လိုလုပ်ကြမလဲအဖေကတုံရင်နေသောလက်အစုံနဲ့ကျွန်တော်လက်ကို ဆုပ်ကန်ပြီး တရားနဲ့ဖြေပါတားရဲ့ဒါဟိုဘွားကြီးကြောင့်ဗျတားမကျေနပ်ဘူးဥပါရံကြောင့်ဥပတ်ဖြစ်ပါတယ်တားရဲ့အဲ့ဒီလိုမတွေးရဘူးတားအမေမှာတွေးလို့ရှိတာတားလည်းသိတာပဲမေဝင်းကနိလေစာငချောက်ချက်တွေစားပြီးကလေးကခေါင်းငူတယ်ပြောနေတာမသိဘူးဖေဟာတားလုံးဝမကျေနပ်ဘူးအဲ့ဒီအဖွားကြီးစီကဘာလို့အကျွေးယူတာလဲကျွန်တော်လက်ကိုစောက်ကင်ထားသောအဖေလက်မှယုံထွက်ပြီးမေးလိုက်မိသည် တားအတွက်ဆိုင်ငယ်အစ်စ်နဲ့ဖုံးအခွန်အစ်စ်လေးဘေးတုံးကကွာပတ်စံမပြေသေးလို့စဘာပေါ်အောင်စောင့်ပါဦးဆိုတာကိုမင်းအမေက ကျုပ်တို့သားလူကြားတဲ့မျက်နှာငယ်မှာဆိုးတယ်တဲ့အဖေတားနေရဲ့သားနဲ့ဒေါခင်မေ့စီကငွေတိုးယူတယ်ကျွန်တော်မျက်ရည်ဝေဝေဝါးဝါးတွေကြားကအဖေကိုမော့ကြည့်ပြီးတော့အဖေကအကြလူလူမျက်ရည်ကိုမျက်တောင်ပုတ်ခတ်ပုတ်ခတ်လှုပ်ရင်းတွေးလို့ရှိလို့အငန်တွေလျှော့စားပါဒေါသမကြီးပါနဲ့လို့ အဖေခဏခဏပြောနေတဲ့ကြားကကွာအခုတော့ကွာဒါအဲဒါစိတ်အားငယ်မှာဆိုလို့အဖေမျက်ရည်ကျလို့မဖြစ်ဘူးဆိုပြီးတင်းထားကမှာကွာပြောရင်ပြောရင်အဖေမျက်ဝန်းစီမှာမျက်ရည်တွေဒလဟောစီးကြလာသည်ကျွန်တော်နဲ့အဖေပါပေါ်စီးကြလာတော့မျက်ရည်တွေအစားဖွားခင်မေတို့မိသားစုတွေးမျက်ရည်ကျစေရမည် ကျွန်တော်ဤငိုဆိုင်တန်တွေကဘွားခင်မေအတွက်မရဏခေါ်တန်တွေဖြစ်စေရမည်ကျွန်တော်ဤတစစ်စစ်နာကျင်နေသောနှလုံးသားအတွက်ဘွားခင်မေပြန်လဲပေးဆက်ရမည်တန်ဖိုးမှာ သူဤအတ္တသာဖြစ်ရမည်ဒီစကားတွေကဘွားခင်မေအတွက်ကျွန်တော်နှလုံးသားရဲ့အနက်ဆိုင်ဆုံးသောနေရာမှာထွက်ပေါ်လာသည့်ကြင်စာပင်ဖြစ်၏ညပိုင်းတွင်ဘွားခင်မေနှင့် သူသမီးကအဖေနှင့်ကျွန်တော်ကိုလာတောင်းပန်ကြသည်အမေအလောင်းကိုလည်းထက်ခါထက်ခါတောင်းပန်စကားဆိုကြသည် ခြေထားသောငွေကိုလည်းနိုင်ရအတွက်အကူဝင်သည်ဟုပြောကြသည်သို့သောအမေအလောင်းမြေကျသည့်နေ့မှာပင် ကြောက်စဲမျိုးမှ ဖုံးဆိုင်သို့ကျွန်တော်ဖုံးကိုရောင်းပြီးအကျွေးကိုမရမကပြန်ဆက်လိုက်သည်ဘတ်ထရီမီးအောင်အောက်မှဂရင်မော်တွင်ဖွားခင်မေကခွေခွေကလေးလှဲနေပြီးအတက်ကိုခက်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 ရှူးနေသည်အယိုးငေါငေါပေါ်မှအည်ပြားတွေကတွန့်လိုက်ရှုံ့တော်နေသည်မျက်လုံးနှလုံးကခြိုက်ဝင်နေပြီးနှာခမ်းက၆ကပ်နေပြီး ဖွားခင်မေလက်ကိုသွေးပောင်ချိန်တိုင်းရန်ကုန်း၍ကင်လိုက်ချိန်တွင်မစင်နှမ်းများကနှကောင်းထဲသို့တိုးဝင်လာသည်ဖွားခင်မေ၏ထမိန်တကွင်းလုံးက မစင်များနှင့်ပေးကြံနေသည်သွေးပောင်ကကြာဆင်းပြီးနှလုံးခုန်တန်ကအဆမတန်မြန်ဆန်နေသည်ဆလိုင်းပလင်းသာအချိန်မီမသွင်းလျင်မကြာမီရေထက်ခန်းချောက်၍တည်ဆုံးတော်မူအန်ဒီဝီတို့မောင်နှမနှစ်ယောက်ကစိုးရိမ်မှုပြည့်စုံနေသောမျက်ဝန်းများနှင့်ကျွန်တော်ကိုတလှည့်သူတို့အမေကိုတလှည့်ကြည့်နေကြသည် အဖွားကဝမ်းခဏခဏလျှော်ပြီးသွေးပေါင်ကျသွားတာပါတိတ်စိတ်မပူပါနဲ့ဆေးနှစ်ပလင်းလောက်ချိတ်ပြီးရင်တက်တာလာမှာပါကျွန်တော်ကအပြုံးမျက်နှာနဲ့စိတ်ရိုင်းတို့ကို ဖုံးကွယ်လိုက်ဤတစ်ဖက်ကမူခမားကြီးမသေးနဲ့ဦးကျုပ်ကိုယ်တိုင်စီထိုးပြီးတက်ပြစ်မယ်ဟုစိတ်ထဲမှ ပြောနေမိသည်ဘွားကမေသွေးကြောကို အက်အကြီးဆက်၍ဆေးရည်ကိုအမြန်ချပေးရသည် 15မိနစ်ကြာတခါသွေးပောင်ချိန်တိုင်ပေပြီးရင်သွင်းမှအမုန်းများကိုချိုးနှိမ်၍ဂျင်နာဟန်ဟန်ဆောင်ရသည်ဆလိုက်နှပလင်းကုံသွားချိန်တွင်ဖွားခင်မေကကျေးဇူးပါပဲလူလေးရဲ့လူလေးပြီးတဲ့အသက်ပဲရှိပါတော့တယ်ဟုအချိန်ချင်းအခါကစကားဆိုလာသည်ကျေးဇူးအတင်မစောနဲ့ဦးခမသားသမီးတွေတန်တရားမဝင်အောင်လို့ခဏအသက်ရှင်ွက်ပေးထားတာအခုချိန်မဲ့ဆေးထဲမှာခမကိုနှလုံးခုန်ရက်စီမဲ့ဆေးတွေလာမယ် နောက်တနားရီခွဲတွဲမှာခမရဲ့ငရဲပြီကိုတွားရတော့မှာဗျာဟုတ်ပြောကျင်သောစကားများအစာရပါတယ်ဖွားရဲ့အဖွားမှာအသက်အနေမရှိတော့ပါဘူးစေးဒပလင်းချိတ်ပေးခဲ့မယ်နောက်တနားရီခွဲလောက်ကြာမယ်နော်ကုန်ကန်ကြီးမှလာခေါ်ခိုင်းလိုက်တော့နော်အဖွားဟုတ်မာယာစကားများအန်ကြလာသည်အဲ့ထဲအသင်ထဲလာသောစေးရီနှစ်ပလင်းကို ဖောက်၍စေးရီကုန်ဒီအထိပိုက်ထဲဆုပ်ယူပြီး အက်ကိုဆလိုင်းပလင်းဖင်တို့ထိုးဆိုင်လိုက်သည်တုံရင်နေသောလက်ကြောင့်ငါလှုပ်တာမှန်ရဲ့လားလူမဆန်သလိုဖြစ်နေမလားဟု တွေးမိချင်းတွင်ကျွန်ုပ်သည် လူသားတို့အားဘေးဥပတ်ဖြစ်စေမည်စေတေးစေတတ်သည့်ဆေးများကို ကိုယ်တိုင်ပေးခြင်းမှတော်၎င်းသူတစ်ပါးအားပေးစေခြင်းမှတော်၎င်းအခါခတ်သိမ်းရှောင်ခြင်းမှအံကျွန်ုပ်သည်စီးပူးတက်မြောက်ထားသောဆေးပညာဖြင့် လူသားတို့ဘဝနဲ့အသက်ကိုတန်ဖိုးထားလေးစားစွာ ကာကွယ်စောင့်ရှောက်ပါအပ်။ဟူသောဆရာဝန်တဦးလိုက်နာရမည့်အဋိဋ္ဌံပြုဂရိတစ္ဆာအချက်များထဲမှ အချက်နှစ်ချက်ကခေါင်းထဲသို့အလိုလိုရောက်လာပြီးစေးထိုးချလိုက်ရန် ပြင်ဆင်နေသောလက်ကိုတုံဆိုင်သွားစေသည်။သို့သောအမေ၏နောက်ဆုံးနေ့ရက်ကို မြင်အောင်ကအန်တင်းတင်းကြိတ်ရင်တောင်းပန်ပါတယ်အဖေဆရာဝန်ကြီးများရေကျွန်တော်ဒီတစ်ခါပဲဆရာဝန်ကျင့်ဝတ်ကိုချိုးဖောက်มาပါ။ ဟုတိတ်တဆိတ်တောင်းပန်စကားဆိုပြီးဆလိုင်းပလင်းနဲသို့ဆေးကုံဒီအထိထိုးချလိုက်သည်ဖွားခင်မေတွေးကြတဲ့ဒဇက်ချင်းစီးစင်းနေသည့်ဆေးရည်များကိုကြည့်ကချိန်နဲ့တလို့ဖြစ်မိတော့သည်ချောင်းဝဲဘဝထိဆေးရည်ဆွေး၍လိုက်ပို့သောအန်ဒီဝီအားဤဝမ်းလျှောယောဂါသည်တခါတလေဥပောက်ပြီးယောဂါပိုးများဗိုက်ထဲပြန့်နှံ့ကအသက်ဆုံးရှုံးတတ်ကြောင်းမနဲ့လဲလာရင်ကြောက်စင်မျိုးတို့ တွေးစစ်ဝမ်းစစ်သွားရန်လိုကြောင်းစကားလမ်းကြောင်းချထားခဲ့သည်အိမ်ဝင်လမ်းစီမှာကျွန်တော်မျက်နှာသို့တိုက်ခတ်လာသောလေရိုင်းများတွင်တွေးညီနှံများလွှမ်းခြုံနေပြီးစူးခင်းလမ်းပေါ်ရှောက်လန်းနေသလိုခံစားလာရသည်ကျွန်တော်နှလုံးသားကလွတ်လပ်ပေါ်ပါမလို့နှင့် ပို၍လေးလံလာ၏မွန်းကြလာသောစိတ်ကိုထွက်ပေါက်ပေးသည့်အနေဖြင့်တပ်ပြင်းရှည်တစ်ချက်ချမိသည် စိတ်ပြေလက်ပြောက်အိယာဘော်တွင်လဲလျောင်းပြီးရွာဦးဘုံကြီးကျောင်းလော်စပီကာမှတဆင့်ပြက်လွင်လာသည့်တရားသံကိုနားဆိုင်ထောင်မိသည်တရားနာမိသက်အပေါင်းသူတော်ကောင်းတို့ဗုဒ္ဓဘုရားဟောကြားခဲ့တဲ့ပရဝီတုတ်ကိုဟောရမယ်ဆိုရင်ယုဇနာနှစ်သိန်း၄တောင်အတူရှိတဲ့မဟာဗတ္တဝီမြေကြီးကိုတဲ့ရေနဲ့ရှင်ဖြစ်ယုံနဲ့ ဇီးစေလောက်ရှိတဲ့အလုံးကလေးတွေလုံးလိုက်တဲ့အလုံးကလေးတွေရေတွက်နိုင်ပါမလားမရေတွက်နိုင်ပါဖျားအေးအဒီအလုံးလေးတွေတလုံးချင်းကောက်ဒါကငါအမေဟောဒါကငါအမေရဲ့အမေလို့ဆွေမျိုးဆက်ရင်ဇီးစေကန်ရှိတဲ့မြေကြီးလုံးလေးတွေသာကုံသွားမယ်တဲ့အမေအဆက်ဆက်ကမကုံနိုင်ဘူးကွမမဖျား ။တန်တရာမှာဆွေမျိုးမတော်ဆက်ခဲ့ဘူးတဲ့သူတယောက်မှမရှိဘူး။တရားနာပေတဲ့တို့ကအမျိုးသမီးတူအပေါ်ဒေါသဖြစ်เสียမုန်းเสียကြုံလာခဲ့ရင်ယခုဘဝသားဒီအမျိုးသမီးကငါအပေါ်အကျိုးပျက်စီးအောင်လုပ်တာ အရင်ဘဝများစွာငါအမေဖြစ်ခဲ့စဉ်ကငါအဘောဖြူစင်တဲ့စေတနာနဲ့ပြုစုယူရခဲ့မှာပဲလို့တွေးပြီးဒေါသအာဃာတတွေကို ဖြေဖြောက်ရမယ် နားလေလားတရားနာပိဿတ်တို့တင်မဖေရနားလေပါတယ်ဖေရအေးအဲ့လိုပဲတိန်နထသုံးမှလဲဇဗူရိတကျွန်းလုံးရှိမြက်ပင်အလုံးကိုတဲ့လက်တစစီဖြက်ဒါကငါအဖေဆက်ပြီးဟောကြားလာတော့တရားသံတွေက ကျွန်တော်နားထဲမှာမသေးခွဲတော့ကလေးတယောက်ကိုနှုတ်ချိုတိုက်ကျွေးနေသောအမေနှင့်ဖွားခင်မေရုပ်တွင်ကို မြင်အောင်လာပြီး အမောင်ဖုံးလွှမ်းနေသောကျွန်တော်နှလုံးသားကလင်းလက်သွားသလိုခံစားလိုက်ရသည်အိယာပေါ်မှအမြန်ဆင်းကဆေးရည်ဆွဲပြီးဖွားခင်မေအိမ်သို့ပြေးမိတော့သည် ပြေးလန်းတစ်လျှောက်တွင်ဖွားခင်မေဘာမှမဖြစ်ပါစေနဲ့ဟုစုတွေတတို့တို့တောင်းနေမိသည် အချိန်နောက်ကျသွားခဲ့လင်းဟု တွေးမိသောအခါရင်ထဲတွင်မိစနှင့်ထိုးသလိုပူလောင်လာ၏ဖွားခင်မေကကလေးမော်တွင် မလုံမလျက်လဲယောင်းနေသည် ကျွန်တော်ဤစိုးရင်ပူပန်ခြင်းတွေကအထွတ်ထိပ်သို့ရောက်ရှိသွား၏ဖွားခင်မေဖွားခင်မေအဖွားကိုလှုံလို့ပြီးသုံးပုံတပုံခန့်ကုန်နေပြီဖြစ်သောစေးပလင်းကိုအမြန်ပိတ်ရသည်ဖွားခင်မေဤနှလုံးခုန်တံကို အလင်းစလိုနားထောင်မိ၏နှလုံးခုန်တံကအနှဲငယ်မြန်နေတော့လဲစိုးရင်စရာအခြေအနေထိမရောက်သေးပေဖွားခင်မေကမိတ်နေရာမှ နိုးလာပြီးအံ့ဩနေသောမျက်ဝန်းအစုံနှင့် ကျွန်တော်ကိုကြည့်သည် ဖွားခင်မယားဖြည့်စည်းထည့်ထားသည့်စလိုင်းပလင်းအစ်စ်ချိတ်ပေးပြီးရင်တွင်းမှ လာသောအကျဉ်းနာစကားများကိုမနာတမ်းပြောနေမိ၏အာရုံ၏ရောင်နီအောက်တွင်ငှက်ကလေးများကကြာကြာကြီးကြီးတေးဆူနေကြပြီပိုင်းဟနန်တွေကလေဟုန်စီးပြီးကျွန်တော်မျက်နှာကို ပုတ်တက်ခါကောင်းချီးပေးကြသည်မြင်နေကြလမ်းတွေပင်ပန်းမွေရာရွှေကော်သောခင်းသားသလိုခံစားလာရသည် မုံတရားတွေအစာချစ်ချင်းမြတ်တာဝင်ရောက်လာသောအခါတနစ်ခွဲကျော်ပိတ်လောင်အကျဉ်းချခံထားရသောနှလုံးသားကလွတ်လပ်ပေါ်ပါသွားသည်အိမ်သို့လျှောက်လာသောခြေလမ်းများကတွက်လက်ပေါ်ပါနေသလိုကျွန်တော်နှလုံးသားကဗကတိဖြူစင်နေသည်ကျွန်တော်ရင်ထဲစိတ်ချမ်းမြေမှုများတသိမ့်သိမ့်ဖြစ်ပေါ်လာကမိုးကောင်းကင်ကို မော့ကြည့်ပြီးရေရွတ်လိုက်မိသည် တားကိုတိုင်လွတ်မြောက်ခဲ့ပြီးအမေစက်တင်ဘာ2014ဝတ္ထုတို့လေးကတော့ဒီမာတင်ပြီးဆုံးသွားပါပြီခင်ဗျာယခုလိုလိုအပ်ချက်များစွာကိုတီးခံပြီးနားဆင်ပေးကြသောညီကောင်မောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။